နိုဝင်ဘာလ၃ရက်နေ့မနေ့စောစောတွင်ကြော့ကဲလာသည်သူနှင့်ဥပဒေတန်တက်ဖက်ဂီဇာကခက်ချမ်းချမ်းလှုပ်လို့သဖြင့်အိယာမှနိုးလာသည်ဟဲ့အောင်မင်းဘာဖြစ်နေရလဲငါဖြစ်တာမဟုတ်မင်းဖြစ်နေတာငါမှရှိသမျှဝတ်စားရအကုန်လုံးထပ်ဝတ်ထားတယ်ငါဝတ်နိုင်တယ်များတော့အကုန်ဝတ်ထားတာပဲငါအခုဘီယန်နာကိုသွားတော့မလို့မင်းယူနေလားမရှာတဲ့ပြန်ဆုတ်သွားရင်မို့လား ောစောကတင်ရေဒီယိုကညင်ညာသွားတယ်လေငါကြားတယ်ဒါပေမဲ့နေဆက်မြို့ကလေးမှာရှိတဲ့ငါညီဝန်ခွဲတယောက်ကကုလွေးတင်တယ်လီဖုန်းဆက်တယ်ရုရှားတင်ကတွေနေဆက်မှာပြန်စုနေကြတယ်တဲ့ဟန်ဂေရီတဲကိုနောက်တစ်ခါထပ်ဝင်အောင်မလို့တဲ့ဟဲ့မင်းတရီကတေချာရဲ့လားဗာလဲမင်းကစောင့်နေရပြီတေချာအောင်ကြည့်အောင်မလို့လားဂျိုကဲလာဒီခဏမြတူဝင်နေဤတို့ရတဲ့ချက်ချင်းဆုံးပြတ်လိုက်တယ် အေးငါအနီကိုနဲ့တော့ခဏတွေ့ကျင်တယ်တွေ့တွေ့မြင်မြန်လို့နော်အနီကိုကတိတ်လက်မခံချင်းမရှားတင်ကနေပြန်ဝင်မယ်ဆိုတာတေချာလို့လာရင်ဂျော်ကယ်လာကစိတ်မရှိတော့တေချာလို့ပြောတာပေါ့ဒီမှာကိုပြောမယ်ကိုတို့ဟန်ဂရီတွေလွတ်လပ်ရသွားရင်ချက်တွေပိုလန်လူမျိုးတွေကလည်းနောက်ကလိုက်လာကြမှာမဟုတ်လားဒီလိုဖြစ်သွားရင်ရုရှားအင်ပါယာကြီးဝန်ကုန်းပြိုကွဲသွားမှာမဟုတ်လား အနီကို၏မျက်နှာသည်ဖြတ်တော့သွားသည်သူဆုံးဖြတ်ရမည်ဆုံးဖြတ်ချက်ကြီးသည်ပေါ်ပေါ်တန်တန်မဟုတ်တေရေးရှင်၏ကိစ္စတစ်ခုကိုဆုံးဖြတ်ရတော့မည်အမေရှိသည်ရဲ့အမေကိုဘယ်လိုထားခဲ့လို့ဖြစ်မလဲအနီကိုမရှိရင်အမေဒုက္ခရမှာပေါ့ဩနောက်တော့သူ့ဘာသူဖြစ်တော့မှာပေါ့ကြိုကယ်လာသည်ခံစားချက်မရှိသလိုပြောသည်သူသည်အနီကို၏ခါကိုဖတ်ထားလိုက်အနီကိုကရှိုက်ငုံနေသည်အမေကိုတော့တွေးခဲ့ပြစီအောင် တွေ့ချင်းမြင်မြန်တွေ့သူတို့ဒီခြေချင်းလျှောက်လာခဲ့သည်ကျော်ကဲလာရဲ့အနီကိုရဲ့သူတို့ကိုပေါ်တွင်ဘာဒီအဝဆားဖြင့်ပင်ထလာခဲ့ခြင်းဖြစ်သည်ဂီဇာကမူသူတွင်ရှိသည့်အဝဆားရဲ့အကုန်လုံးကိုထောက်ဝတ်လာသည်သူတို့ဒီမျိုးစုံတို့ရောက်လာခဲ့ကြသည်မျိုးစုံကတယ်လီဖုန်းယုံလေးတစ်ခုတွေ့သည့်အခါကျော်ကဲလာကသူညီမမာရီယာကိုစကားပြောချင်လာသည်မကြည့်မကြည့်ပါလဲ အနီကောကအကျွေးစစ်တစ်စိကိုသူ့လက်ထဲလိုထည့်လိုက်တယ်ကိုကိုဘယ်ရောက်နေလဲဖေဖေစိတ်ပူနေရဲ့ကိုကိုမှအချိန်တိတ်မရှိဘူးဒီတော့ထိုစဉ်ဂီဇာကြီးကောင်းတယ်တယ်လီဖုန်းယုံတဲ့လိုတိုးဝင်လာတယ်ဟင်နေဇက်ကိုကြော်ပြီးတစ်ဖက်ကိုရောက်သွားရင်လူကြီးစီကရရတဲ့အချက်ပြတ်စကားဝတ်တွေကို BOE ကလွှတ်နေတယ်လို့ပြောလိုက်သူကတူတူပြောကြည့်ဂျိုကယ်လာကကောင်းချင်းပြကြည့် ီမှာညီမလေးကိုကိုကိုမိခွန်းနဲ့တိတ်မမီနဲ့ VOE ကိုနားထောင်ကြည့်တကယ်လို့အဲ့ဒီကသူဒီပြောတဲ့မပြောတဲ့ချိန်ဆနေသည်အဲ့ဒီကကာမတ်စကွယ်လွန်သွားပြီလို့လွှင့်လို့ရှိရင်ကိုကိုတို့ချောချောမောမောရောက်တယ်ဆိုတဲ့အသေးပဲပဲကိုကိုဘာပြောနေရလဲညီမလေးနားမလဲကိုအတန်ကလည်းအထိတ်တလန့်ဖြစ်နေတဲ့အတန်မျိုးနဲ့ဟုတ်တယ်သူဒီအောင်ပဲစူးတောင်းပြီးတော့ ကျော်ကလာသည်တယ်လီဖုန်းကိုခြေလိုက်သည်နောက်မှပြောတော့ကျော်အဖေရဲ့ကိစ္စကိုဘယ်လိုစဉ်းစားထားလဲယင်ကျော်ထွက်ပြေးတယ်ဆိုတာသိရင်သူ့မှာပြဿနာမရှိလာနိုင်ဘူးလားအနီကိုကမေးသည်ဒီမှာအနီကိုကို့အဖေကရှစ်စစ်ကလဲလာတဲ့နိုင်ငံရေးသမားဘေးမရှိအောင်ဘယ်လိုနေရမလဲဆိုတာသူသိတယ်ဘာမှဖြစ်လို့စိတ်ချသူ့ဖေသည်သူကလေးဘွားတုန်းကသူ့ကိုတခြားလုံးလှစ်လှူရှုခဲ့သည် ယခုသူလှဲကြတော့လေသူ့ကိုဘာငဲခွက်စရာလိုသေးနည်းဟုသူ့ဘာသူတွေးမိသည်သူတို့သည်တိတ်ဆိတ်စွာရှောက်လာခဲ့သည်လမ်းတွင် truck ကား OG တစ်စီးတလီကိုသာတွေ့ရသည် ကားကြီးများမှနေဆက်တို့သွားနေကြသည်တခါတည်းရန်တွင် ကီလိုမီတာအနည်းငယ်ခန့်အထိကားကြုံတွေ့သည်ဖြင့်စီးနိုင်ခဲ့ကြသည် သူတို့ဘယ်ကိုသွားကြမည်ဘာကြောင့်သွားမည်ဆိုတာကိုလည်း driver များကမမေ့နေဆက်မြုပ်ကလေးတို့ရောက်သည့်အခါတွင်တကောင်ရောက်လူနေပြီး ကဲဘယ်လိုလုပ်ကြမလဲအပြင်မှာအေးလို့တော့မဖြစ်ဘူးတိတ်အေးရယ်ဆိုင်တော့ကို့မှာပတ်စံနေနေပါပါတယ်ကြော်ကေလာကဂီဇာကိုမေးသည်အနီကိုမှတော့သိမပါဘူးနည်းနည်းပဲပါတယ်ဂီဇာကပြုံးသည်ဒါရီကို့တောင်းဝန်ထားလိုက်ကြမှာနောက်ထပ်တနားရီလောက်ရှောင်းနိုင်သေးလားခမနူနူတူတူတဲစရာရှိမယ်ဆိုရင်တော့ရှောက်လို့ရပါတယ်ကြော့ကယ်လာကပြောသည အနီကိုကကောင်းခြင်း၏အင်းနဲ့စီမှာကိုပဲ့ရဲ့မိဘတွေရှိတယ်ဒီကဆိုရင်10ကီလိုမီတာလောက်ဝေးမှာပေါ့သူလဲကိုရိုနဲ့အတူလိုက်လာဖို့ပဲသူမိဘတွေကလည်းသူ့ကိုမျှော်လာရော့မယ်အနီကိုကအမောတကောဝင်ပြောသည်ဟင်လွန်ခဲ့နှစ်ညတုန်းကဆန္ဒပြပွဲမှာတနတ်မှန်လို့တည်သွားပြီဆိုတာသူ့အင်ကမသိသေးဘူးလားမသိသေးဘူးမသိသေးဘူးပြောလို့ပဲဖြစ်မလဲဂီဇာကပြောသည်ဂီဇာသည်အင်းနဲ့စီကိုတွားသည့်လမ်းအတိုင်းရှေ့မှထွက်သွားသည် နိုင်ဝက်ခန့်ကြတဲ့အခါတွင် သူတို့သည်မမုံဖျားနေသည့်ကားလမ်းပေါ်တွင်သွားနေကြသည်မနေ့အစောကြီးကတည်းကထွက်လာခဲ့ကြတဲ့ဖြင့်ပင်မန်းကကောင်းကောင်းစကားမပြောနိုင်တော့မနေ့ပြန်ဆိုရင်နေဆက်ကိုကြော်လို့ကောင်းတဲ့နေပဲဥပုံနေမလားလမ်းမှာလူတွေများမှာပဲဖះကိုသွားကြမှာမဟုတ်လားကိုပဲ့ဤမိပါသည် သူတို့သားဤတငယ်ချင်းတွေကိုတွေ့ရသဖြင့်ဝမ်းသာနေကြသည် သူတို့နဲ့အတူသူတို့သားကိုပဲ့ပါမလားဒီကိုပင်ဆိုရင်ပူပန်ခြင်းမဖြစ်ကြ ညစာမှာသူတို့အိမ်မက်ထဲကညစာမျိုးဖြစ်သည်ဘူတာပတ်မြို့တော်ကြီးတွင်အစအစရာရာ ရှားပါနေသည့်အချိန်ဒေါ်နေများတွင်ဒီလောက်အချိန်နေမဆိုးသည်ကိုပဲ့အမေကကြက်သားနှင့်ဟင်းဒီဟင်းရွက်များကိုအရှံပဲကြွေသည်ရှာရှာပါပါကိုကေးဝိုင်တလုံးဝင်ပါလိုက်သည်သည်ကိုပဲ့အဖေကဦးလေးရဲ့မင်းတို့ကိုအားကြရကွာအရွယ်ရှိသေးရင်မင်းတို့နဲ့တူလိုက်ချင်သေးတယ်ရုရှားတွေကတော့တေချာပေါက်ပြန်လာကြအောင်ပါပဲငါနဲ့တွေ့ခဲ့တဲ့လူတိုင်းက ရုရှားတင်ကားတွေကိုမြင်ခဲ့ရတယ်လို့ပဲပြောနေကြတယ်။အစာငတ်နေတဲ့ဝိဝန်တွေလိုပေါ့ကွာ။အနီကိုအတွက်အခန်းနကန်းတက်တက်ပေးသည်။ဂျိုကယ်လာနှင့်ဂီဇာတို့နှစ်ဦးကမူအေဂန်တွေကမီလင်းဖို့ပေးတွင်ကြွေးကြရသည်။နောက်တနည်းမနဲ့တွင်နှင်းနေထူတက်စာကြာနေသည်။ဂီဇာကဂျိုကယ်လာနှင့်အနီကိုတို့ကိုကြည့်သည်။ဒီယာဒီဥတုမျိုးနဲ့ဆိုရင်တော့မီယထားနဲ့ဆိုဘရွန်ကိုလိုက်သွားတာကောင်းမယ်ထင်တယ်။အဲ့ဒီနာမှာဆိုရင်အော်စတြီးယား နေဆက်နေလည်းနေရယ်အဆောင်တို့ဘာလို့လဲသိမရှိဘူးကံကောက်လို့ချောချောမောဖြစ်ရင်တော့ဒီညနေပဲနေဆက်ကိုကူနိုင်မှာပဲနေ့လယ်ပိုင်းတွင် သူတို့ဒီကိုပဲ့အီမိဘများကိုနှုတ်ဆက်ကခီးထွက်ခဲ့ကြသည်မြို့ရဆွန်တို့ရောက်သည့်အခါတွင်အသေးသေးစရာမြင်ကွင်းကိုပထမအောင်ဆုံးမြင်ရသည်ရခြားတင်္ကာများမှာတောအုပ်များတွင်ပုံအောင်ခြင်းမပြုတ်နေကြတော့ပေတရာလမ်းမကြီးပေါ်တွင်ပြောင်ပြောင်တင်းတင်းတွာလာနေကြသည်ကိုမြင်ရသည်ဘယ်နဲ့လဲကျောက်ကယ်လာကဂီဇာကိုမေးသည် နောက်ကြောင်းပြန်လဲလို့တော့မဖြစ်ဘူးလေဒီတိုင်းပဲဆက်သွားရမှာပဲနင်းနေရတိတ်ကြနေတော့သူတို့တို့ကိုတေချာစစ်စင်းနေမှာတော့မဟုတ်ပါဘူးအေးမင်းခန္ဓာကိုရောက်ဖောင်ဖောင်ကြီးဖြစ်နေရကွာဒီပုံကြီးနဲ့တင်ကားကြီးကြားထဲဖြတ်သွားရင်မရှာပဲနေမလားဒီစားကမျက်နှာပေါ်တွင်စိုးရင်ဒီအရေးရောင်ပေါ်လာသည်သူတွင်ရှိသည့်ပစ္စည်း6ပုံ5ပုံခန့်ကိုသူတည်လာခဲ့ပြီဒီပစ္စည်းကလေးတွေကိုသူမစွန့်ရက်ဒီလိုဆိုရင်ရွာဘက်ကပတ်ပြီးဘူတာကိုသွားမယ်ကွာ တို့ဖြင့်သူတို့သည်လမ်းမကြီးပေါ်တွင်ငုတ်တရထားသည့်ရုရှားတင့်ကားကြီးအနီးမှနောက်ပြန်ဆုတ်လာခဲ့ပြီးအနောက်ဘက်မှနေ၍ဘူဒါယုံစီတို့ကွေ့ပတ်လာခဲ့ကြသည်တို့ရတွင်တဖက်သို့ရောက်သည့်အခါတွင်ရုရှားတင့်ကားနှစ်စီးရပ်နေသည်ကိုမြင်ကြရသည်သူတို့သည်နှင်းတော်ထဲတွင်တနအီခန့်ဟိုလျှောက်တီချောက်လုံနေကြရသည်ကျော်ကယ်လာနှင့်အနီကိုတို့ကကီဇာကိုစိုက်ကြည့်နေသည်ကီဇာသည် သူ့အပေါ်ကော့အင်းကြီးကိုချွတ်သည်သူ့လက်ချောင်းများသည်တုံနေကြသည် အေးအေးတန်တက်တက်ကြောင်းတော့တုံနေခြင်းမဟုတ်ကဲဆိုကိုတို့ထင်ရဒီကောင်တွေကဘယ်သူစကားပြောမလဲကိုပြောမယ်ကိုတို့လည်းရုရှားပါတာစကားကို6နှစ်သင်ခဲ့ပြီပဲတခုပဲရှိတယ်ကိုတို့အကြောင်းကိုပြောတဲ့နေရာမှာတသက်တည်းဖြစ်ဖို့တော့လိုတယ်တရားနဲ့တရားကွဲနေကြရင်သင်္ကာမှာပြင်းဖြစ်လိမ့်မယ်ဟုတ်တယ်ဟုတ်တယ်မင်းကရုရှားတန်ချက်ကောင်းတယ်ကိုတို့ကိုစားမင်းပြောပြီးတော့မင်းကအဖြစ်ပြန်မှလည်းနံပါတ်1ဟင်းတော်စမ်းကောင်းပြီ ငါကမင်းတို့ရဲ့တန်တမန်လုပ်မယ်။ဂီဇာကပွားရောင်ရောင်ကြီးဖြစ်နေသည့်အတွက်သူ့တွင်တတ်ထားသည့်အဝတ်အစားတချို့ကိုချွတ်ပစ်ကာနှင်းတော်ထဲတွင်မြုပ်ပစ်ခဲ့ပြီးနောက်တင်ကားများအနီးသို့ခတ်တည်တည်လျှောက်လာသည်။ဘယ်လဲစစ်သားတယောက်ကသူတို့ကိုမေးသည်။ဂျိုကယ်လာကရှေ့သို့လျှောက်လာက သူ့ကိုရုရှားစကားဖြင့်ဖြေသည်။ကျွန်တော်တို့တက်ကြွကြောင်းသားတွေပါကျွန်တော်တို့တငယ်ချင်းတယောက်ကနေမကောင်းလို့လာမေးရအခုဘူဒါပတ်စ်ကိုပြန်မလို့ ျွန်တော်မှတ်ပုံတင်တွေကိုစစ်ကြည့်လို့ရပါတယ်စစ်သားကသူ့အဖို့နဲ့ဒီတို့တိုင်ပင်ပြီးနောက်သူတို့စီပြန်လာသည်ရရရတော့သူတို့သုံးဦးဒီရွာထဲကိုဖြတ်ပြီးဘူဒါယောင်စီတို့ခြေထုပ်တင်ကြသည်သူတို့နှလုံးများကခုန်ရက်နိမိကလွားတယ်ဒီမှာလဲတင်ကားတွေပါလားကြီးစာကဘူရယုံစီတို့လင်ညိုထုတ်ပြတယ်ခက်တီတီပေါ့ကွာဒီကောင်းနေပါအောင်တိမမဟုတ်ပါဘူးကျော်ကေလာကပြောတယ် သူတို့ပြောတဲ့အတိုင်းမှန်သည်သူတို့ကိုမြေသူကမှရက်တန့်စစ်ဆေးခြင်းမပြု platform တို့ရောက်တဲ့အခါတွင်ယထာမှာလူတွေပြည်နေကြလိမ့်မည်ဘူရာယုံတစ်ခုလုံးစူးစူးညံ့ညံ့ရိုးရိုးတဲတဲယထာကထွက်နေပြီဒီစားကလေကတိမနေရယထာပေါ်လိုအရင်တက်သည်ဂျိုကယ်လာကအနီကိုကိုယထာပေါ်လိုတင်ပြီးပြီသူကနောက်မှတက်သည်ခဏကြာရင်ယထာသည်ဘူရာယုံထဲမှထွက်လာသည် ။ယထာတွဲတဲ့တွင်ထန်ကွန်လွတ်ဆိုရတခုမှမရှိ။ထို့ကြောင့်သူတို့သည်ဇင်းကြံတွင်ရက်ပြီးပဒင်းပေါက်မှအပြင်ဘက်သို့ကြီးလိုက်ကြသည်။သူတို့သုံးယောက်သည်တယောက်၏အသွေးများကိုတယောက်သိနေကြသည်။တနာ၏ခွဲကန့်ကြလင်းဆိုပရွန်တို့ရောက်တော်မူ။ထို့နောက်တွင် နေဆက်ကိုကြော်လိုက်ရုံသာ။သူတို့မြင်ဘူးတွေ့ဘူးနေကြဟန်ကီရီဂျီလက်ရှူကင်တွင်နောက်ထပ်တူလာသည့်ကြောက်စရာမြင်ကွင်းများကိုတွေ့ရသည်ရုရှားတင်ကားတန်းကြီးတွေယထာလန်ဘက်သို့ချိန်သာသည့်အမြောက်ကြီးတွေ နိုင်ဝက်ကန်ကြာအောင်တယောက်နဲ့တယောက်စကားမပြောမိကြခဏကြာလင်းအထိတ်တလန့်ပြောသည့်ကီစာ၏အတန်ကိုကြားရသည် သူ့အတန်ကသူ့လယ်ပင်ပေါ်တွင်ကျိုးကွင်းကြီးပတ်လိုက်တယ်လို့လန့်ရော်လိုက်တဲ့အတန်ဟေးအောင်ကြော့ဒုက္ခပဲကိုရီလမ်းမလာပြီကြော့ကဲလာကဗရှာလမ်းဘေးတွင်တန်းစီရနေသည့်ဗရှာတင်ကားတန်းကြီးများကိုကြော်ရေးကြည့်လိုက်သည်ယထာကဆိုဘရုံကိုတွားနေရမဟုတ်ကွာဘူတာပတ်စ်ကိုပြန်တွားနေလား ယထာသည်ဖြန်ကနေရက်လိုက်သည်အနီကိုမှလဲကြသောမလို့ရိုင်သွားသဖြင့်ကြော်ကဲလာကစီဖန်လိုက်ရသည်သူတို့တိုင်လဲယထာလက်ကင်တန်ကွင်းကိုဖန်ကင်လိုက်သဖြင့်သာမလဲခြင်းဖြစ်သည်တကီးတဲများသည်တယောက်ကိုတယောက်အထိတ်တလန့်ဖြင့်လှမ်းကြည့်နေကြသည်ကြော်ကဲလာသည်ပဒင်းမှနေ၍အပြင်ဘက်မှရုရှားတင်ကားကြီးများကိုငေးကြည့်နေသည်အနီကိုရောယထာကိုပြစ်မှာမဟုတ်ပါဘူးနော်အနီကိုကတူးတူးကလေးပြောသည်မပြောတတ်ဘူး ဂျိုကယ်လာကနှကန်းကိုကိုက်သည်ယထာတို့တစ်ဖက်မှပြာအောင်ယူနီဖောင်းဝတ်ထားသည့်ယထာအမှုတန်တယောက်ကပေါ်လာသည်ပရိသတ်တွေအကြောတို့တိုးဝင်လာသည်ခရီးသည်တွေကမိကွန်းတွေမေးကြသည်ယထာအမှုတန်ကလက်နက်ဖက်ကိုပါဇက်နားတွင်အုပ်ရေးပြောသည်ဘူဒါဘတ်မြို့တဲကိုယထာဝင်လို့မရပါဘူးကျွန်တော်ထပ်ပြောပါမယ်ဘူဒါဘတ်မြို့တဲကိုယထာဝင်လို့မရပါဘူးရုရှားတပ်တွေကမြို့ကိုဝိုင်းထားပါတယ် ဒါကြောင့်ကျွန်တော်တို့ယထာဆိုပရွန်ဘက်ကိုနှောင်းပါမယ်။သူတို့သုံးယောက်ဒီတယောက်ကိုတယောက်ကြီးနေမိကြသည်။ဝိုင်းတားလိုက်ဒီမှာအတိုင်းထက်လွန်။ခဏကြာလင်ယထာဒီရုရှားတပ်တွေဝိုင်းထားသည့်ဘူဒါပတ်မြို့မှာနောက်သို့ပြန်မောင်းလာခဲ့သည်။လက်နက်လျှော့လုံးတွင်တင်ကားတွေအပြည့်ဆိုပရွန်ဘူဒါယုံထဲတွင်သူတို့ခြေချမိသည့်အခါမှအသက်ကိုခက်ပြင်းပြင်းရှူနိုင်တော့သည်။ယခုမှချောမောနေပြီ။ညနေတော်တော်စောင်းနေပြီ။နေဆက်ကိုပဲလန်းကသွားပါလေ ကျော်ကေလာကဂီဇာကိုမေးတယ်။ငါလည်းမသိဘူးကွာ။ဒါဖြင့် तू ကပဲသွားမလဲကွာ။ရှုပ်တယ်ကွာ။ဘာသာစစ်သားတွေကိုသွားမေးကြည့်။ဒီမှာတိတော်ចောင်းចောင်းရှိတယ်။ចောင်းလားတယောက်ကိုသွားမေးပြီးအဲဒီကိုသွားရင်ကော။နီကိုကပြောတယ်။သူ့ရတဲ့ second ပိုင်းလေးအတွင်းပင်ကျော်ကေလာတီအဖွားကြီးတယောက်ကိုမေးမြန်းပြီးဖြစ်တယ်။သူတို့ဒီခီးဆွဲထုတ်ခဲ့ကြသည်တိတော်ကြောင့်ခမ်းမကြီးတွေရောက်တဲ့အခါတွင်베리အုတ်ထုတ်ဆောင်ထားသည့် လူငယ်တယောက်ကသူတို့ကိုမေးသည်ရဲဘော်တို့မင်းရခဲကြောက်လို့သလားတစ်တော်ចောင်းထဲတွင်ကចောင်းသားတွေပြည်နေသည်တချို့ကရရှာများကိုမောင်းထုတ်ရန်အတွက်လက်နဲ့တည်တပြင်းပြင်းဖြစ်နေကြသည်သူတို့အားပေါမုံတလုံးကိုကိုတခွဲ့နဲ့တစ်တာကြီးချင်းမှကြီးစံတချို့ကိုထုတ်ပေးသည်လက်နဲ့တွေကရောဗျဂျိုကယ်လာကပေါမုံကိုဝါရင်ပလုတ်ပလောင်မေးသည်လာမယ်ရဲဘော်လာမယ် သူတို့သုံးယောက်ဒီကြောင်တစ်ကြောင်တင်သွားကသူတို့ရှေ့လုံးမိအစီအစဉ်ကိုတိုင်ပင်ကြသည်တခုတော့တေးကြသည်သူတို့ဒီကြာဆုံးမိပုံငန်းထားကြမှုတခုတည်းသူပါဝင်ရန်လာခဲ့ခြင်းမဟုတ်ဒီလူတွေယူနေကြလားမသိကြီးစားမအောင်ကြီးစံတွေကတောင်းနဲ့တောင်းနဲ့တူတဲ့ကြီးစံကြီးတော့တခုမှမရှိဘူးတောင်းတမျိုးစီပဲဘာနဲ့သွားပြစ်မာရဲ့လဲကြီးစားကတတိပူပူများကိုကင်ထားသလိုကြီးစံများကိုလက်တစ်ဖက်ကတစ်ဖက်သို့ရွှေ့ရင်းပြောသည် ထိုနောက်ဂီဇာသည်လမ်းပန်းဆောင်ရရန်သူတို့အနာမှာထသွားသည်ဂျိုကယ်လာနှင့်အနီကိုတို့သည်တယောက်ကိုတယောက်ကြည့်နေကြသည်အနီကိုဘယ်လိုနေလဲယင်အနီကိုကြောက်တယ်အနီကိုကတူတူပြောပြီးသူ့လက်ဖွားကိုဆုပ်ထားသည်မကြောက်ပါနဲ့ကွယ်နေသားပါအောင်အနီကိုအမေကိုရောဘယ်လိုပြောခဲ့တယ်လဲနီကိုကပင်မနှွမ်းနေစာပြုံးသည် ကိုကတော့ရီမာပဲဒါပေမဲ့မတတ်နိုင်ဘူးလေဒီလိုပြောမှပဲအမေကယုံမှာဟောအန်ဒီကိုအကိုနဲ့လက်ထပ်တော့မယ်လို့ပြောခဲ့ကျောက်ကလာကပင်မနှွမ်းနဲ့စာပြောရင်အန်ဒီကိုရဲ့လက်ကိုဖြစ်ညစ်လိုက်တယ်ဒါလည်းမမားပါဘူးလေဟုတ်တယ်မလားအကိုတကယ်ပြောနေလိုက်ဟောဒီလိုမဟုတ်ရင်အန်ဒီကိုဘာဖြစ်လို့ခေါ်လာရမှာလဲသူတို့နှစ်ယောက်ဒီတယောက်ကိုတယောက်မှီရေးထိုင်နေကြတယ်စကားမပြောမိကြဘူး ပင်လဲပင်ပန်းလှပြီဘူဒါပက်စ်မှာဘလို့နေမလဲမသိဘူးနော်အနီကိုကပြောသည်ဒါဒီတွေးမနေပါနဲ့ကွာအနီကိုကကောင်းကျင်သည်တွေးရတွင်သူ့လူမဟုတ်အနီကိုသည်ဘူဒါပက်စ်အခြေအနေကိုမတွေးဘဲမနေနိုင်ထိုစဉ်ဂီဇာပြန်ရောက်လာသည်ဩစတြီးယားနေဆက်ကတိတ်မွေးတော့နည်းနည်းပဲလိုရတယ်ဒီတော့အုပ်ထည်ကဖြတ်သွားရင်ညနေမိုးချုပ်ရောက်မယ်ကွာ ဂျိုကေလာကအနီကိုကိုလှမ်းကြည့်သည်အနီကိုကဘာမှမပြောမတက်ထားရလိုက်သည်နင်းတွေကြလာပြန်သည်နင်းပတ်ကြီးတွေကအဖက်လိုက်အဖက်လိုက်ခဏကြာလင်သူတို့သုံးယောက်စလုံးဆူရွှဲကခက်ခိုက်တုံလာသည်ဖနံပပကလေးတွေစီးထားတဲ့ဖြင့် မစည်းကြီးကပင်တော့အောင်ကြီးလမ်းတွင်သူတို့ကြည့်မဟုတ်တခါတည်းရန်တွင်နင်းဆက်ကိုကြော်ဖြတ်နေကြသောအဆုအဆုတွေကိုတွေ့ရသည်တခါတည်းရန်တွင်သူတို့သည်ကောင်းကျိတ်နှုတ်ဆက်ကြသည်တခါတည်းရန်တွင်လည်းရသည်မြတ်တည်တင်ကလေးများကိုဖလှယ်ကြသည် ။နင်းဆက်ကတိတ်မွေးတော့ဘူးတဲ့။နင်းချားဆောင်သက်တွေမရှိဘူးတဲ့။ဘာသာစစ်သားတွေမရှိဘူးတဲ့။တိုးအုပ်ထဲတွင်နင်းချားဆောင်သက်တွေတူထားခဲ့သည့်ဘန်ကာများကိုတွေ့ရသည်။တွေ့ရတွင် အဆောင်များမရှိတော့။ထွက်ပြေးကုန်ကြသည်။နင်းများ၏အယောင်သည်ကြောက်เสียထိတ်เสียဝေးမှခွေးဟောင်းတန်တဲတဲကြားသည်။သူတို့သည်ရက်လိုက်ကြသည်။အဆောင်တွေလာမသိဘူး။ဂီဇာကပြောသည်။ဘယ်သိမလဲကွာ။ ခဏကြာလင်းခွေးတစ်ခေါင်နဲ့လူတယောက်ပေါ်လာပြီသူတို့နဲ့မလန်းမကန်းမှဖြတ်တန်းသွားတယ်အဆောင်မဟုတ်လေသမားတယောက်သာဖြစ်တယ်9မိနစ်လောက်အကြာတွင်တောအပြင်ဘက်သို့ရောက်လာခဲ့ကြသည် သူတို့သည်တောင်ကုန်းကလေးတစ်ခုပေါ်တက်လာခဲ့ကြသည် နေဆက်ကိုလှမ်းမြင်နေရလိမ့်ပြီနေဆက်ကိဝတွင်အော်စတြီးယားစစ်သားများက ကားများကိုရပ်တန့်ကာစစ်ဆီးနေကြသည်တချို့ကားများသည်တစ်ဖက်နေဆက်ကိတို့ကြော်ဝင်သွားကြပြီး တချို့ကမူဘေးတို့ထိုး၍ရက်နေကြသည်ကဲရောက်ပြီကွကီစားကကြွကြော်သည်ကိုရုလောက်ရမှာကစောင့်စစ်သားတွေကိုကြော်ဖြတ်ဖို့ပဲကြံတော့တယ်ကဲဘသူများတောင်းပန်ရပါမလဲနောက်ပေါ်လာတော့အတန်ကမူထူဆန်းသည်ဟေးရရညောက်တာသူတို့နောက်ဆုံးလှည့်ကြည့်လိုက်တဲ့အခါတွင်သူတို့ကိုစက်တနံဖြင့်ချိန်ထားသည့်နေချားဆောင်အဆောင်နှစ်ယောက်ကိုတွေ့ရသည် ဘာလဲတဖက်နိုင်ငံကိုပျော်ဝဲစားသွားတာမဟုတ်ဘူးမလားဘာရမလဲကွာသူတို့ဒီဘာမှမဖြစ်ကြသူတို့ဒီစိတ်ပြက်ခြင်းကြောင့်ထုံကျင်နေကြပြီဒုတိယအရာရှိတွင်ကျိုးမဲ့ကျဉ်းနှံဆက်ပါသည်သူဆက်ပြင်းဌာနချုပ်ကိုလှမ်းယူတည်င်းပို့နေသည်ဘာမှမတတ်နိုင်တော့တဲ့သူသူကျော်ကယ်လာကပရိရဲ့တုံးသည်ကျွန်တော်တို့ကဟန်ဂရီလူမျိုးတွေပါဗျာခဏနေရင်ကျွန်တော်တို့ရုရှားတွေကဖမ်းတော့မှာမလို့ထွက်ပြေးလာတာပါခင်ဗျားတို့ကိုလည်းဖမ်းပါမယ် ဒီတော့ဟေးအောင်ဟေးအောင်ပါဇက်ပိတ်လိုက်ခင်ဗျားတို့နေဆက်ကိုတရားမဝင်ဖြတ်တဲ့အတွက်ကြောင့်ဖမ်းမယ်ကျုံးမဲ့ဂျင်းနန်ကိုင်ဒီအရာရှိကပြောတယ်သူရတွင်စနက်ကိုင်ထားတဲ့အရာရှိမျိုးလုံးများတည်သူနဲ့ဆုံမိလိုက်သည်ဟုကြော်ကယ်လာကထင်နိုင်မိသည်ထို့နောက်ကြီးကြဆွေသည့်သဘောဖြင့်ခေါင်းကိုတစ်ချက်စောင်းပြလိုက်သည်စောင်းပြသည်ဟုထင်သည်သူကအချက်ပေးသည်မပေးသည်မှာအကြောင်းမဟုတ်မိမိတို့အဖို့မူသည် အချိန်ဒီနောက်ဆုံးအခွင့်အရေးရခြင်းဖြစ်သည်လွတ်လပ်မှုကိုရယူရန်နောက်ဆုံးအချိန်ဖြစ်ကြောင်းသူတို့အလိုလိုသိလိုက်ကြသည်ဂျိုကယ်လာကအနီကိုကိုလက်အသာတိုးလိုက်သည်အနီကိုကလည်းနားလဲသည်ချက်ချင်းဆိုသလိုသူတို့သုံးယောက်သဟုန်ထိုးပြေးထွက်လာခဲ့ကြသည်ဂီဇာကလည်းသူတို့ကိုမပြောသည့်တိုင် နားလိုက်သည်နှင့်ဘယ်ဘက်သို့ဆွေပြေးသည်သူတို့နှစ်ယောက်ကမူညာဘက်သို့ပြေးသည်သူတို့ပြေးပြေးလင်းကားလမ်းလောက်ရောက်တွင် နောက်မှတနတ်တန်ကြီးပေါ်လာသည် ဟန်ဂေရီအဆောက်များသည်သူတို့ကိုဝှကြည်တန်းကြီးသဘောမျိုးလောက်သာပြစ်မိဟုကြော်ကဲလာထင်သည်တွေ့ရတွင်ထိုအချက်မှန်မှန်မှန်ကိုသူမစင်စားနိုင်ခေါင်းကိုငုံကဆွရည်ဆွရည်ပြေးလာခဲ့သည်ဘလောက်ကြောင်ပြေးနေမိသည်သူမသိဘလောက်ပြေးပြေးသူမမောပဲဖြစ်နေသည်ကိုသူသိသည်ဒုစလောက်ရှိသည့်ရေခဲပြင်တွင်သူသည်ဆက်ရည်ပြေးနေသည်နောက်တနတ်တန်များကိုမကြားတော့ပါတန်မှလည်းမကြားတော့ ူသည်ညော်မဆောင်းနိုင်သောနှိကဲပြင်ကြီးထဲတွင် ရောက်နေသည်ကိုတွေ့ရသည်ကြောက်ကြလာသည်နောက်သို့လှည့်၍အနီကိုကိုကြည့်သည်ဘာမှမရှိဘသူမှမရှိသူနဲ့သူအနီကိုပါမလာတော့ကြောင်းကိုသူတဖြည်းဖြည်းနားလိုက်သဘောပေါက်လာသည်သူသည်အနီကိုကိုပဲမစဉ်းစားနိုင်တော့ပဲသူအသက်ပေးအသက်ကိုသာကြီးခဲ့မိပါကောလမ်းတွင်လဲကြကြံရခဲ့ပြီလား နှင်းတော်ကြီးစွတ်တင်မျက်စိလည်းလမ်းမသွားပြီလားသို့မဟုတ်ကြည်စံထိမှန်သွားပြီလားကျော်ကဲလာသည်သူ့လာလန်းတိုင်းပြန်လာခဲ့သည်အနီကိုကိုအော်ခေါ်ရမလားဟုစိတ်ကူးမိသည်ပါဇက်ကိုဟသည်သူ့ရတွင်အတန်ထွက်မလားညံသူမြင်သွားမည်ကိုသူစိုးရင်သည်ဒီတိုင်းသာသူဆက်သွားလိမ့်လင်းသူ့ကိုမြင်တော့မည်ယခုပင်လင်းအနီကိုကိုမိသွားလောက်ပြီသူ့ကိုသူတတ်တည်ရမလားဟုစိတ်ကူးမိသည်မဖြစ် အနီကိုသာဆိုရင် သူ့ကိုဆက်သွားခြင်းစီလိမ့်မည်။သူ့အသက်ပြီးမှလွတ်အောင်ပြေးခြင်းလိမ့်မည်။သူချစ်ပြီး သူ့ကိုချစ်သည့်အနီကိုအကြောင်းကိုမစနာမိအောင်ကြိုးစားရင် နောက်သူ့ပြန်လည်လာခဲ့သည်။ခဏကြာလင်ညနေစည်းစာကောင်းကင်ထက်တွင်မိုးတို့ထိုးတက်နေသောဖျားရှိကိုကြောင့်တကြောင်ကိုမြင်ရသည်။မြင်လိုက်သည်ဟုသူထင်လိုက်သည်။ဟုတ်သည်ညှော်စင်တစ်ခုဖြစ်သည်။ဒီရက်တွင် သူတို့ဟန်ဂရီမှာလို့ဖျားရှိကိုကြောင်းနေမရှိ ဩစတြေးလျနယ်ရဲတို့သူရောက်ခဲ့ပြီဖြစ်သည်